တနေ့နေ့သားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှ ဖြစ်ပါတယ်။တနေ့နေ့သားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်တော့အချိန်ကာလနောက်ကို၁၈ရက်နောက်ဆုံးထားမှာဖြစ်ပါတယ်။ သုံးဖွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတင်စီထားဖို့လိုအပ်တယ်။ကြပြောက်တာတို့မိကြင်ခဲ့တာတို့ကပိုက်နိုင်ခံတာတို့ဖြစ်တတ်တဲ့ကာလပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကာခကကငါနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချူးပေးတယ်။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ ။တတိယမနေ့နဲ့နေရာရှားရှားလာဝပါတဲ့သူတွေတတိယရှောင်ကြရမှာဖြစ်ပါတယ်။၎င်းလေးနဲ့တည်းကကိုယ့်ပုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမယ်။အော်လည်းကြာနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားမယ်ချိန်ရောက်ပြီ။ကားဝယ်မှုရည်ရထားတဲ့သူတွေ19ရက်အတွင်းဝယ်ပါ။ကားကောင်းကားတန်ကားတက်ကိုပိုင်ဆိုင်ရမယ်ချိန်ကိုရောက်လို့နေပါတယ်ဗျ။ ရှမ်းနေနောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရှမ်းနေဝိုင်းနေတာမျိုးကြုံရတဲ့ချိန်ဖြစ်ပါအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ခွဲခွာပြီးတော့နေရတာမျိုးတွေကြုံရတဲ့ချိန်ကာလဖြစ်ပါကျမအင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးမှာတော့စီတူစီတောက်စီကန်းရောက်ဆိုတဲ့ပုံစံမျိုးတွေကြုံရတတ်တယ်ခါနာမယ်ခါကြိုက်မယ်ဒူးနာမယ်ဒူးကြိုက်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဘဂဝါအောင်မီဆိုပြီးတော့တနေ့ကိုပတိ၅ဘက်နဲ့တပတ်လုံးလုံးစိတ်ကမှာပဲဖြစ်ပါတယ်ဗျ။တန်တရားကောင်းဘက်ကဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိန့်တရားလို့တိန့်တထောင်လို့တိန့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာတော့အဖြူရောင်အပြာရောင်ပါတော့ဝစ်စာလေးကိုဝစ်စင်ခြင်းအပြင် ကိုဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲရရဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အုံနိုခေါက်ဆွဲတပတ်ကစတီဇုံလေးတက်အမွေးလိုက်တတိုင်းဆိုင်ဖျောက်လိုက်တတိုင်းဆိုင်ပြီးတော့ဖျားကိုကတ်လူပူဇော်လှူဒန်းမယ်ဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည့်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျ လူကြီးမင်းတို့အားလုံးဤနေ့ရဲ့ဤချိန်ကနေစပြီးတော့ကြွေးကြေတိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေစီးပွားသုံးစတိုးပါစေကြီးပွားတိုးတဲ့အောင်မြင်ချမ်းသာပါစေလို့ကျွန်တော်ထိုက်အောင်လည်းလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာ တလင်းလာသားသမီးတို့တပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပြီးမှဖြစ်ပါတလင်းလာသားသမီးရယခုချိန်ယခုကလာတွေမှာစာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်တဲ့ကောင်းသောထူးခြင်းဖြစ်ပါလေဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာဆက်ပစ္စည်းအသစ်ဝင်မယ်စိန်ပစ္စည်းအသစ်ဝင်ပါလိမ့်မယ်ဗျာမိတ်ဆွေပေါင်းတဲ့တဲ့ကစဆစစညာနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေး၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တတိဓာမင်းနဲ့နေရရှာရှာလာဝပါတဲ့သူတွေတတိဓာရှောင်ခြင်း၎င်းနေတဲ့နေရကိုယ့်ပုံမှာမကောင်းတော့ဆိုခြင်းမကောင်းကြစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်ဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ကသားနဲ့ပတ်သက်တဲ့ကိစ္စနံမဲကုန်တင်ရမယ်ကားဝယ်မှုရည်ရွယ်ထားတဲ့သူတွေကတော့6ရက်6ပတ်အတွင်းဝယ်ပါဗျကျန်တဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုကတော့ရှံမလို့ ကိုရှံလူတဲ့သူကတယောက်ရှိတယ်။အဲ့ဒီလူကိုတော့တတိထားရမှာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့နားလည်မှုတွေလွတ်တက်တယ်။ကိုရီးယားချစ်ချင်းမှာမိတိပြဿနာမှမရှိတော့လည်းပဲကြားလူတော်ဝင်အောင်နှောက်ရှက်ခလောက်ဆန်တွေးထိုးကျင့်ကြကိုရီးယားမှာအဖူးထစ်လေးဖြစ်တာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ဂျမအီးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တဲ့ခံစားတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ကဗုဒ္ဓအောင်ပြီဗုဒ္ဓအောင်ပြီဒီနေ့ဥပဒေရှင်းပြစိတ်ကမှပဲဖြစ်ပါတယ်ကန္တရာကောင်းမဲ့ဘူးဥတီရွှေလျာနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်များများပါတဲ့ဝစ်စားတွေကိုဝစ်စင်ခြင်းအဖြစ် ကိုဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကော်ဖီနှစ်ခွက်ကိတ်မုံနှစ်ချက်မျက်စောပြားကိုကတ်လူပူစောလှူဒန်းပြီးတော့ကိုပြည့်စင်တဲ့ဆန္ဒတွေကိုလေးလေးနဲ့နဲ့ရုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းပါဗျာဒါဆိုရင်တော့လူချင်းချင်းတို့မှာကြုံတွေ့ရမယ်ကန်စတာညံ့ခိုက်တီပြေပြောင်းပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေပြကျွန်တော်ကတော့ထိုက်အောင်လင်းမှာပြဤနေ့ဤရဲ့ဤချင်းအနေစပြီးတော့လူချင်းမင်းတို့အားလုံးကြွေးကြေတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေပြကြီးပွားထုတ်တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းဝေဝန်းချမ်းပါစေလို့ကျွန်တော်ထိုက်အောင်လင်းရဲ့ဆုတောင်းမြတ်တာများ လိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာအင်္ဂါသသမီတို့တပတ်စာတဲတော့ကကြပါဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်အင်္ဂါသသမီရဲ့ယခုချိန်ယခုကာလမှာတော့ပြည်တွင်းပြည်ပကြီးတွေအားကောင်းတဲ့ချိန်ဖြစ်ပါတယ်။အိုဘာဇီကြီးတွေတွားတက်တဲ့ကာလလည်းဖြစ်ပါတယ်။ကောင်းတော့တွားခြင်းဖြစ်ပါလေဗျာ။ ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အိမ်သိဝင်ခြင်းအစာဦးသိဝင်ခြင်း integration ပိုင်းပြုပြင်ပြင်ဆင်မိုးမှန်ရခြင်းတွေကြုံမယ်ကိုယ့်ရဲ့ကံစားတာကဘာပတ်ကမဲ့ကံစားတာတဲမှာတော့ရှောက်လို့နေတယ်ဗျမိတ်ဆွေပေါင်းတဲ့ကစဆဆဆညနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျူးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေအောင်မြင်မယ်ဖြစ်ထွန်းမယ်တတိယအမေနေနဲ့နေရရှာရလာဝပါတဲ့သူတတိယရှောင်ခြင်းရမယ် ၎င်းလေးတဲ့နေရာကိုယ့်ပုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စစိုးရင်ကြမရှိဘူးပူပန်ကြမရှိဘူး။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ပုံသတင်းရမှာပဲဖြစ်တယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ၃ရက်၃ပတ်အတွင်းဝယ်ပါပြ။ကားကောင်းကားတန်ကားတစ်ကိုပိုင်ဆိုင်ရမယ်ခြင်းဖြစ်ပါ။ရှင်တဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမိမှာရှန်ရှင်းရှန်လေးနေတာကိုတွေ့ရပါတယ်ပြ။ အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တာယာချင်းဆိုပြီးချင်းကြီးညူးချင်းပြောရွှင်ချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖျက်ဆီးရမှာဖြစ်ပါတယ်ကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂကြောက်ကနဲ့ပတ်သက်ဆက်နွယ်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ကြောကုံအောင်တော်တို့ခါနာတာကိုလည်းဖြစ်တတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဗုဒ္ဓောအောင်မီဗုဒ္ဓောအောင်မီဆိုရင်တနေ့ဥပတိ၅ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားကောင်းဘက်ကိုဥတီရွှေလျားနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို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 ့390လို့390လို့390လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါနုလို့အဖြူရောင်လို့အသားရောင်လို့စင်စွဲရောင်လို့ပါတဲ့ဝိစာတွေဝိစင်ခြင်းအဖြစ် ိုဘက်ကနေကံတာစီရမယ်ကံခွင်းလန်းအောက်ရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းချင်းမောင်းတစ်ဖက်ကအုံဒီမောင်းမောင်းလေးဖြူမွေးတဲ့တတိုင်းဖြောင်းတဲ့တတိုင်းဘေးနားမှာဆက်ပြီးတော့မျက်စောဖရားကိုကတ်လူပူဇော်လူတန်းချင်းအားဖြင့်လူသူလူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကစားရအညာခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ျွန်တော်ကတော့ထိုက်အောင်လင်းမှာပြဤနေ့ဤရဲ့ဤကျားနေစပြီးတော့လူချင်းမင်းတို့အားလုံးကျွေးကြတိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးတိုင်းပါစေပြဘုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကချမာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ် ဘောရူသားတဲ့ပြည်ယခုချိန်ယခုကလာမှာစက်တူရှယ်ရလုပ်ငန်းကြီးလောက်ရဘူးပေါ်လာတတ်တဲ့ချိန်ဖြစ်တယ်ပေါ်လာရဆိုလဲရဲဒီနေ့လို့ကောင်းတယ်အစဉ်ပြေတယ်အောင်မြင်မယ်ဗျဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေထွက်တာမျိုးတွေဂျုံရတတ်တယ်ရွှေပြောက်တာမျိုးရွှေအပေါင်းဆိုင်ပို့ရတာမျိုးတွေဂျုံရတတ်တဲ့ကာလဖြစ်ပါတယ်မိစေအပေါင်းတဲ့ကကာခကကငါနာမည်ပါတဲ့သူကိုကိုယ်ကောင်းချူပေး၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်ပြီးစဉ်ပြေမယ်အောင်မြင်မယ် တတိယမဲ့နေ့နဲ့နေ့ကစစစစညနံပဲပါတဲ့သူတွေတတိယရှောင်းကြမှာဖြစ်ပါတယ်။ဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စ6000လက်ထောက်ဒီဒီထိခိုက်တယ်ဟာရတတ်တယ်။အောက်လွယ်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသူ့ထွက်တိုင်လုံးဒီဒီဖြစ်တယ်။ကားဝယ်ဖို့ရှိရထားတဲ့သူတွေကတော့1 month 1လအတွင်းဝယ်ပါဗျ။ကျန်တဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့ပါဘူးတွတ်တွလည်းပဲကိုကိုရှမ်းလို့နေတဲ့သူစောင့်ကြည့်တဲ့သူတိုက်ခိုက်တဲ့သူရှိပါတယ်ဗျာ အခြေအနေပတ်သက်တဲ့ကိစ္စတွေမှာတော့ only one single သဘောမျိုးလေးတွေဖြစ်နေတတ်တာကိုတွေ့ရပါတယ်ဗျ။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့နာနှကောင်းလေအကြောင်းနဲ့ပတ်သက်တဲ့ယောဂါအစာအိမ်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ကတော့အနုတ္တရောပုရိသဓမ္မတာတ္တိအောင်မီဆိုပြီးတနေ့ဥပဒေ6ပတ်စေကမှဖြစ်ပါတယ်။ကံတရားကောင်းမဲ့ကိုဥတီရွှေလျာနေတာ90ရာခိုင်နှုန်းရှိပါတယ်။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့ငါးကနန်းနဲ့ပတ်သက်ပြီးတော့ဝင်နေပြီ900 5000 5000 5000 3000 3500 3500 3500ဝင်လာတတ်တဲ့ကာလဖြစ်ပါလေဗျတပတ်စာလက်ကြီးကလာတော့ black and white အဖြူတွေနဲ့တွေ့ဆက်ထားတဲ့ color တွေဝစ်စင်ခြင်းအဖြစ်ကန်တာစီရမယ်ကန်ခွင်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါ တဲရောရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တမာညွန့်ဟာခုနှစ်ညွန့်အမွေးတရံခုနှစ်တိုင်ဖျောင်းနိုင်ရခုနှစ်တိုင်မြတ်စွာဘုရားကိုကတ်တူပူဇော်ထူထမ်းပြီးတော့ကိုပြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ဂျုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတော်မှာဗျဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းမှာဗျ ဤနေ့ရဲ့ဤချေအနေစပြီးတော့လူချင်းမျိုးအားလုံးကြွေးကြိတ်တိုက်ဆောက်ဝါဝါဆာများများလှုပ်ပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာကြည်ဝတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစတိုးပါစေအသက်ရှူတိုင်းဝေဝင်ကြမ်းပါစေဗျာရှောင်းသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် ရောက်သားသမီးရခုချင်းယခုကာလမှာတော့မပြီးမပြတ်သေးတဲ့တိုးလို့တန်းတန်းတဝက်တစ်ဖြက်လှုပ်ဖို့ကြံနေတဲ့ကိစ္စတွေရှိနေတယ်ပါလေဗျာ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အစာဦးသိဝင်ခြင်းအိမ်ပြင်ဆင်မိုးမှန်ခြင်းတွေကြုံရတဲ့ချိန်ဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကရှာရလာဝပါတဲ့သူတွေကိုယ်ကိုကောင်းချိုးပေး။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေအောင်မြင်မယ်ဖြစ်ထုံးမယ်။တတိယမနေ့နဲ့နေရအာဤဦးအေဩ အောင်လို့အေးလို့အီးလို့ပါတဲ့သူတွေတတိတာရှောက်ကြမှာဖြစ်တယ်။၎င်းနေ့နဲ့နေရာကိုယ်ပုံမကောင်းပြောဆိုခြင်းမကောင်းကြက်စီခြင်းတွေပြုလို့ဆောင်ရပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စရဝေးရောက်နေတဲ့သာသမီတွေနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရောက်လာတဲ့ခြင်းဖြစ်တယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အဟောင်းတွေအောက်လငယ်သားအဟောင်းတွေကိုယ်ထံတဖန်ပြန်ပြီးရောက်လာတဲ့ခြင်းဖြစ်တယ်။ ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကရှက်ပေါင်း20အတွင်းဝယ်ပါဗျ။ရှန်တယ်နောက်ရှက်တဲ့ပတ်သက်ပြီးကိုကတော့ရှန်လို့ကိုရှန်လို့တဲ့သူစောင်းနှောင်းတဲ့သူတိုက်ခတ်တဲ့သူ၃ယောက်ရှိနေတာကိုတွေ့ရပါ။ချီရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စမှာအာမနာတန်ဟောရမယ်ဆိုရင်ဘယ်တယောက်ညာတယောက်နှစ်ယောက်ဖြစ်တဲ့လွန်စွာအစမ်းပွင့်ရတဲ့ချိန်ကာလလည်းဖြစ်ပါတယ်။ ကြပါရည်နဲ့ပတ်သက်တဲ့ကိစ္စလေးကအစာရည်နဲ့ပတ်သက်တဲ့ယောဂါ၊သူရည်နဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်တဲ့ခံစားတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဗုဒ္ဓအောင်မီဗုဒ္ဓအောင်မီဒီနေ့ကိုပတိရှိပတ်စိတ်ကမှပဲဖြစ်ပါတန်တရားအကောင်းမဲ့ကိုသွားနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အဝါရောင်အသားရောင်စင်စွယ်ရောင်ပါတဲ့ဝတ်စာလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကံသာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေရောတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲတော့ရရတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့စီချမင်းသုံးပကံအမွေးတိုင်းသုံးနိုင်ဖျောင်းနိုင်သုံးနိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ရှုံကြည့်ကြည့်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတော်မှာပြဒါဆိုရင်တော့လူကြီးမျိုးမှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တီးပြည်ပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေပြကျွန်တော်ကတော့ထိုက်အောင်လေးမှာပြလူကြီးမျိုးအားလုံးဤနေ့ဤရဲ့ဤချိန်အနေစပြီးတော့ကျွေးကြည်တိုက်ဆောက်ဝဝစားများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေပြား ကြည်ပွားတိုးတက်အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေအသက်ရှူတိုင်းဝေဝင်ချမ်းပါစေလို့ကျွန်တော်ထပ်အောင်လေးလူချင်းမျိုးမိသားစုအားဒီနေရာကနေစုတောင်းမြတ်တာများလှိုက်လိုက်လွင်လဲပူတာလိုက်ရကြောင်းပါဗျာကြံတော်မိသားသမီးတို့တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ် ကြဒါပိဒါသမီးရခုချိန်ရခုကလာမလို့အဖြစ်ထက်အပြက်တည်းရများနေတာကိုတွေ့ရတယ်ဗျအဲ့တော့အရေးကြီးတဲ့ငွေကြေးရှင်နည်းမျိုးနဲ့ကိစ္စဆက်ကျုပ်စားတယ်မှာလက်မှတ်ရေးထိုးတဲ့ကိစ္စတွေဆိုရင်တော့အချိန်ကလာနောက်ကို16ရက်နောက်ဆုတ်ထားအောင်မှာဖြစ်ပါဟောသားပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေဝင်လာမှုရှိပါတယ်ဗျမိတ်ဆွေပေါင်းနေတဲ့ကကာခကကငါနာမည်ပါတဲ့သူတွေကိုကိုကောင်းချူပေးတယ် ၎င်းတို့နဲ့ဘူးတွဲပေါက်ဆက်တဲ့အလုပ်တွေစင်ပြေမယ်အောင်မြင်မယ်တတိဒါမဲ့နေနဲ့နေပါတော့ရှားရှားလာဝပါတဲ့သူတတိဒါရှောက်ခြင်းမှာဖြစ်ပါတယ်၎င်းတို့နဲ့နေကကိုယ့်ဘောမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စဒူးကောင်းလေးတွေခြေတော်လေးထိခိုက်တန်ရတတ်တယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်ပြီးတင့်တင့်ရောက်လာတတ်တယ် ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့လေးဘက်ကြော်မှဝယ်ပါဗျ။ကျန်တဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ရန်စီလာလို့မေးလဲရှိတယ်ဗျဂယူဆိုင်ကမယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုကိုယ့်ဘက်ကနေပြီးတော့အလျှော့ပေးပေါင်းမှကောင်းတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အာယုံကြောအားနေတဲ့ယောဂါလေးတွေဖြစ်တတ်ပါတယ် ုဒ္ဓဘာသာကိုကိုရတဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတံမဲ့တော့အောင်ပြီဆိုပြီးတနည်းကိုပတိသုံးပတ်စိတ်ကောင်းမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိတယ်။ဓိဝဒနာပါလို့ထိုးခြင်းနဲ့ဆိုရင်တော့ငါးငါးအပူပါတော့ချီကိုထိုးရမယ်။တပတ်စာလက်ကြီးကလာတော့အဝါရောင်ပါတော့ဝစာလေးကိုစင်ပြရမယ်။

။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်းစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာဖြစ်ပါတယ်။လူကြီးမင်းတို့အားလုံးကြွေးကြိတ်တိုက်ဆောက်ဝါဝါဆများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေ။ တောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်တောက်ကြတာသမီးတွေယခုချင်းယခုကလာမှာဖြတ်ခနဲ့ပြောင်းပြီးကွက်ခနဲ့ကောင်းစီတဲ့အချင်းတွေကောင်းခွင့်ကောင်းကောင်းလို့ရောက်လို့နေရဖြစ်ပါတယ်ဗျာအလုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခြင်းပြောင်းဌာနပြောင်းနေလေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်တွေဝင်မဲ့ဆောက်တွေဝင်မဲ့တိုက်ခန်းတွေဝင်မဲ့ဆိုင်ခန်းတွေဝင်တဲ့ကာလဖြစ်ပါတယ် မိတ်ဆွေပေါင်းတဲ့ကစဆစစညာနာမည်ပါတဲ့သူတွေကိုကိုကောင်းချိုးပေးတယ်။၎င်းတို့ရဲ့ဘူးတွေပေါင်းဆက်တဲ့လူတွေအောင်မြင်မယ်ဖြစ်ထွန်းမယ်။တတိဒါမင်းနဲ့နေရတာထဒဒနာနာမည်ပါတဲ့သူတွေတတိဒါရှောင်းခြင်း။၎င်းတွေနဲ့နေမိဘပုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်တယ် ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရကြော်မှာဝယ်ပါဗျ။ channel နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းလို့ကို့ရှမ်းလို့တဲ့သူစောင့်ကြည့်တဲ့သူတော်ဦးရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အပြောင်းလဲကြီးကြီးမားမားတွေဖြစ်ဖို့ရှိပါတယ်ဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စအမှာတော့သူ့စစ်ကမယ်။သူ့ကိုအကြောင်းပြုတဲ့ရောဂါတွေဖြစ်တဲ့ခံစားတတ်တဲ့ဗျ။ ဘုရားဘာသာကိုကိုရတဲ့သူတွေတော့ဂုံတော်ကိုးပါပရိကိုးပါစိတ်ကမှာပဲဖြစ်ပါဂုံတော်တပါးကိုပရိတပတ်တော့ဘုရားဘာသာကိုကိုပြီးသွားရင်ကန္တရလာအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိတယ်လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေရော200ရာ2000ရာ2000ရာ2000ရာ3000ရာ3200ရာ3200ရာ3200ရာဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကန်စားတာအကောင်းဆုံးရောက်ရှိမှာပဲဖြစ်ပါတယ်။တဲတော့ရကြတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကန္နမာပန်းအဝါရောင်၅ပွင့်အမွေးတိုင်၅တိုင်ဖြောင်းတိုင်၅တိုင်တောက်တော်ရီ၅ကွက်မြတ်စွာဘုရားကိုကတုပူဇော်လှူဒါန်းပြီးတော့ကိုပြည့်စင်တဲ့ဆန္ဒတွေကိုလေးနဲ့လက်ရောကြည်ကြည်နဲ့ အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျာဒါဆိုရင်တော့ကန်စတာအညံ့ညပြောင်းကောင်းကျိုးချမ်းသာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထိုင်အောင်လေးမှာဗျာဒီနေ့ရဲ့ဤချေအနေစပြီးတော့လူကြီးမင်းတို့အားလုံးကျွေးကြတိုက်ဆောက်ဝဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာကြည်ပွားတို့တဲ့အောင်မြင် ချမ်းသာပါစေစီးပွားတုံးစားတိုးပါစေအသက်ရှူတိုင်းဝေဝင်ကြပါစေဗျာ စနေသားသမီးတို့တပတ်စာတဲရော့ကံတော်ဖတ်ကြပြဆိုပြီးမှဖြစ်ပါစနေသားသမီးယခုချိန်ယခုကာလမှာတော့ကန်စတာအနေငယ်လေညံ့နေတာကိုတွေ့ရပါတယ်လောသမီးဒုက္ခဆိုတော့ကိင္ကနမျိုးကြုံရတဲ့အချိန်ဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ဆက်ပစ္စည်းအသိဝင်ခြင်းစိန်ပစ္စည်းအသိဝင်ခြင်းတွေကြုံရမယ်ဒါတွေကတော့ကောင်းသောဝင်ခြင်းဖြစ်တယ် မိတ်ဆွေပေါင်းတဲ့ကအာဤဦးအေဟောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေမယ်အောင်မြင်မယ်တတိဌာမနေနဲ့နေတာဟနာမယ်ပါတဲ့သူတွေတတိဌာရှောင်ကြအောင်၎င်းတို့နဲ့နေမိဘမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်တာသမီးနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရာဝိသားကလေးဆိုရင်တော့အရင်ကထွက်သွားတာမျိုးတွေကြုံရတတ်တယ် အောက်လက်ငယ်သားအဟောင်းထွက်ပြီးတည်ရောက်တဲ့ကာလဖြစ်ပါတယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာတော့ကြီးကြီးမားမားမဟုတ်တော့လည်းပဲကိုယ့်ကိုစောင့်ကြည့်နေတဲ့သူရှိတယ်ပြဿနာရှာမဲ့သူရှိတယ်ကျေးနော်ဤနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တန်တန်နားလည်မှုလေးလွတ်တက်တယ်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ပတ်တရားကိုယ့်ရဲ့မှားွက်တွေကို စောင့်ကြည့်နေတာမျိုးတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အဆိုင်ဥလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ်။ဗုဒ္ဓဘာသာကိုယ်ကိုယ်တဲ့သူတွေအတွက်တိတ်တံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရတော့အရဟံတိတ်တိအောင်ပြီဆိုပြီးတော့ဒီနေ့ကိုပရိစက်တပတ်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီရွှေလျားနေတာ80ရာခိုင်နှုန်းရှိပါတယ်။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စမှာ800 8000 8000 8000 3800 3800 3800ဝင်လာတက်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါနုလိုအသားရောင်လိုပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့အတကူကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ေါမှုထောဘတ်တို့ငါကြံမွေးတိုင်းငါတိုင်းဖြောင်းတိုင်းငါတိုင်းမြတ်စွာဘုရားကိုကတ္တုပုဇော်လှူဒန်းပါဒါဆိုရင်တော့ကံစားတာအညံ့ခိုက်ကြည့်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါကျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာဤနေ့ဤရဲ့ဤကျဲအနေစပြီးတော့လူချင်းမျိုးတို့အားလုံးကြွေးကြတိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေဗျာ ជីវ াদু ដែរអោមញចន្ទាបាសីស៊ីបွားតុងសាទូបាសីអត្តឈុដៃមួយវិញចាំបាសីលុចំណោថៃអោលេលុជីមិនុមីតាសុអាទីញាកានីសុតោមេត្តាញ៉ាឆ្លៃឡៃលេលេពូតាឡៃអាចោ